ညီကောင်မတော်များလည်းမင်္ဂလာပါကျွန်တော်ကစောချောမြန်လိုက်ဖြစ်ပါတယ်ကျွန်တော် Effortless English ကနေပြီးတော့ကျွန်တော်ပြန်လည်ကြိုဆိုလိုက်ပါတယ်မနေ့ကညီကောင်မတော်တွေကိုကျွန်တော် five simple sentences အခြေခံအင်္ဂလိပ်စာကြောင်း၅ကြောင်းကိုရှင်းပြပေးသွားတယ်ဒီနေ့အဲ့ဒီအခြေခံအကြဆုံး sentence ၅ကြောင်းကိုကျွန်တော်ပြန်ပြောခြင်းမယ် number 1 sentence က subject verb Number 2 subject verb complement. Number 3 subject verb object. Number 4 subject verb indirect object direct object. Number 5 subject verb object complement. နော်အဲ့ဒီဆန်းတဲ့၅ကြောင်းကျွန်တော်တို့လေ့လာတော့အဲ့ဆန်းတဲ့၅ကြောင်းမှာ verb တလုံးနဲ့ပါတယ်အဲ့ဒီ verb တလုံးနဲ့ပါတဲ့ sentence တွေကိုကျွန်တော် simple sentence လို့ခေါ်တယ်ဒါဆိုရင်ညီကိုမတော်များအဲ့ဒီ simple sentence ၅ကြောင်းတတ်ထားရုံနဲ့ကိုပြောချင်တဲ့ idea ကိုဖတ်တာနားလည်ရေလို့ပြောလို့ရပြီလားအဲ့လိုလည်းမဟုတ်သေးဒါဆိုဒီစာကြောင်းညောင်းကြည့်မယ် a boy is under the tree. He is my brother. Kalau dia di depan amat sih bade, tu di cina ni sana jebe. စင်ပစရနှစ်ကြောင်းအဲ့စင်ပစရနှစ်ကြောင်းကိုအပေါ်ရကြောင်းအောက်ရကြောင်းရေးထားမယ်ဆိုရင်တော့ကပ်ပြေးထားမယ်ဆိုရင်တော့တစ်ပင်အောက်မှာရှိတဲ့ကောင်လေးကသူ့ရဲ့ညီလေးမန်းကျွန်တော်တို့တန်းပြီးတော့မသိနိုင်ဘူးလားသိနိုင်တာပေါ့ဒါပေမဲ့အဲ့ဒီစမ်းတဲ့နှစ်ကြောင်းကိုအပေါ်ရကြောင်းရေးမယ်ကြောင်းဟိုးအောက်ဆုံးမှာသွားရေးထားမယ်ဆိုရင်တစ်ပင်အောက်မှာရှိတဲ့ကောင်လေးကသူ့ရဲ့ညီလေးမန်းကျွန်တော်တို့တန်းပြီးသိနိုင်မှာမလားမသိနိုင်ဘူး။ဒါဆိုရင်နှစ်ကြောင်းတစ်ကြောင်းတော့ပေါင်းပြောလိုက်မယ်လေ။စစ်မြောက်မှာရှိတော့ကောင်းလေးကကျွန်တော်ညီလေးလို့ပြောရင်တန်းပြီးတော့နားမလဲတော့လား။နားလဲသွားတယ်။ As okay. in English, a uh, boy under the tree is my brother. A uh, boy under the tree is my brother. A uh, boy, uh, boy is uh, boy is my brother. So a simple sentence, under the tree. under the tree စကားပေါ်မှာဖြစ်သွားပြီ။သုံးလုံးသုံးလုံးဆိုဘာဖြစ်သွားပြီလဲ။ phrase ဖြစ်သွားပြီ။အဲ့ဒီ phrase လေးထည့်လိုက်တော့မှကိုပြောချင်တဲ့ idea ကိုဖတ်တာနားလည်ရေလို့ပြောလို့မရတော့လား။ရသွားတယ်။ဒါဆိုရင်ညီကိုမောင်မများ simple ဆန်းတဲ့ငါးကြောင်းနဲ့ရက်ထားလို့ရပါအောင်မလား။မရအောင်။ဘာကိုဆက်ပြီးလေ့လာဖို့လိုသလဲ။ phrase ကိုဆက်ပြီးလေ့လာဖို့လိုသေးတယ်။ Okay ညီကောင်များဒါဆိုရင် simple ဆန်းတဲ့ငါးကြောင်းနဲ့ရက်ထားလို့မရသေးပဲနဲ့ phrase ကိုဆက်လာလို့ ဆက်ပြီးလက်လာမယ်ဆိုတဲ့အကြောင်းညီကောင်များဒီဘက်ပေါက်သွားဖြစ်တဲ့အတွက် let's stop here ဒီမှာကျွန်တော်ဗီဒီယိုရထားမယ် phrase ဘယ်နှမျိုးရှိလဲဆိုတော့ကိုနောက်ဗီဒီယိုမှာကျွန်တော်ဆက်ပြီးတော့လေ့လာကြမယ် thank you everyone